အားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ Travel in Saudi Asia 2ရဲ့ Comprehension ABC ရဲ့ Set Vocabulary AMB ရဲ့ကိုအတူတူလေ့လာကြည့်ကြရအောင် Comprehension Complete the following table with the capital city of each country တိုင်းပြည်တည်းရဲ့ capital city အဓိကမြို့တော်တွေကိုတဲ့ဇာတ်ထဲမှာဖြည့်ပေးပါတဲ့ very easy ပေါ့မြန်မာကတော့နေပြည်တော် ဖိလစ်ပီးန်းကတော့မနီလာစင်ကာပူကတော့စင်ကာပူပဲထိုင်းလန်းကတော့ဘန်ကောက်ဖြစ်ပါတယ်ဗီယက်နမ်ကတော့ဟနွိုင်းပါဟုတ်ကဲ့ဆက်ကြည့်ကြအောင် complete the following table when the information from the passage စာပိုက်ထဲက information တွေနဲ့ဒီဇာတ်ရုပ်ဖြည့်ပါတယ် the first one is done for you as in is over ပထမတစ်ခုကိုဥပမာလောက်ထားပေးပါတယ်တဲ့အဲပထမဆုံး column မှာ tourist destination ကဘာလက်ခီးသွားတယ်လဲပတ်တဲ့နေရာ country သူရှိတဲ့နေရာ why it is famous ဘာကြောင့်မို့နာမည်ကြီးတယ်လဲဘာကြောင့်မို့ထင်ရှားတယ်လဲပေါ့လေထင်ရှားကြတဲ့အကြောင်းရင်းပေါ့နော်ကျွန်တော်ဒီဟာက revision တဘောဖြစ်တဲ့အတွက်ကျွန်တော် run through ပဲသွားပါမယ်ဆင်ပြီးပါပါဟုတ်ကဲ့ဝမ်က the shuriken pagoda သူရှိတဲ့နေရာကမြန်မာဖြစ်တယ်ထင်ရှားတဲ့အကြောင်းရင်းကတော့ a historic pagoda ကြောင့်မို့ပါဟုတ်ကဲ့မောင်ပုတ်ပါပုတ်ပါတောင်ကလည်းမြန်မာမှာပဲရှိတာဘာကြောင့်မို့နာမည်ကြီးလဲဆိုရင်တော့သူက alien တောင်တက်ခီးကျန်းတွားကျင်တဲ့သူတွေဖို့ unique place ဖြစ်လို့ပါနောက်တစ်ခုက the Pato Princesa Subterranean River National Park ကသူက the Philippines မှာရှိတာဘာကြောင့်မို့သူကကြော်ကြရလဲဆိုရင်တကယ်ကမ္ဘာအံ့ဖွယ်ရာ language စနစ်တွေမပြည့်စည်သေးတဲ့တဘောအတိုင်းကြံရှိနေတဲ့အလားတရားတွေတကယ်တက်တန်းရဲ့တောအုပ်တွေရှိလို့ပါနောက်တစ်ခု Boracay Island က the Philippines မှာပဲရှိတာ သူကဘာကြောင့်မနိုင်မဲ့ကြည့်လဲဆိုရင်တကယ်ပေါ်ဒါလိုမျိုးတကယ်ဖြူဖွေးလာတဲ့တဲတွေရှိတဲ့ကန့်ကျင်တွေကြောင့်မို့ပြီးရင်တန်ရှင်းလာပါတဲ့ရေရဲ့ standing senses တကယ်ကိုအံ့ဖွယ်ရာနေဝင်စည်းစာတွေရှိလို့ပါတဲ့ Flower Dome ကတော့စင်ကာပူမှာရှိတာသူကဘာကြောင့်မို့လဲဆိုတော့ကမ္ဘာပေါ်မှာအကြီးဆုံး green house ဖလောင်ရင်ဖြစ်တယ်ပြီးရင်တိုက်ကြီးငါးတိုက်ကအပင်အမျိုးမျိုးကိုတကယ်ဒီဥယျာဉ်ကူးကူထဲမှာပြတ်သက်ထားလို့ပါတဲ့နောက်တစ်ခုက စင်ကာပူဘော့တနစ်ဂါဒင်းစ်သူကတော့စင်ကာပူပါပြတဲ့ဖြစ်တဲ့စင်ကာပူမှာပဲပေါ့ဘာကြောင့်မို့နာမည်ကြီးတယ်လဲဘာကြောင့်မို့ထင်ရှားလဲဆိုရင်တက်ခွမျိုးကောင်း300ကျော်ကိုပြတ်တာထားလို့ပါအမိုင်ကတော့ထိုင်းလန်းမှာရှိတာအမိုင်ကဘာကြောင့်မို့နာမည်ကြီးလဲဆိုရင်သူကသူ့ရဲ့မြို့ရိုးနဲ့ကျုံးကိုတကယ်တမိုင်းဝင်ယဉ်ကျေးမှုဘာသာရေးအဓိကနေရာဖြစ်သတ်မှတ်ထားစေဖြစ်လို့ပါထိတင်းထားစေဖြစ်လို့ပါပတ်တရားနဲ့ဖူခစ်ကကြတော့ထိုင်းနိုင်ငံမှာထိုင်းနိုင်ငံမှာပဲရှိတာ ူကဘာကြောင့်မနိုင်မယ်ကြည်လဲဆိုရင်တကယ်အပန်းဖြေကမ်းခြေဖြစ်တယ်တကယ်ဒီ scuba diving ကနေကောက်တီးရိုက်ကစားတွေအထိမျိုးမျိုးသော activities တွေကိုလုပ်လို့ရလို့ပါတဲ့ Halong Bay ကကြတော့ Vietnam မှာရှိတာသူကဘာကြောင့်မို့တင်စားလဲဆိုရင် a prime cruising territory အဓိကတဲမောနဲ့လိလာရေးခီးသွားမယ်နေရာ Mission Sanctuary က Vietnam မှာပဲရှိတာသူကဘာကြောင့်မို့ကြော်ကြရလဲဆိုရင် Hindu အဖះเจ้าအကျွမ်းကြံနေ အပြင် the longest inhabited archaeological site in the Indochina Peninsula Indochina ကျွန်းဆွယ်မှာရှိတဲ့တကယ်အရှိကြာဆုံးနေထိုင်မှုကျွန်တော်တို့ဒီရှေးဟောင်းယဉ်ကျေးမှုရှိတဲ့နေရာကြောင့်မို့ပါတဲ့ဟုတ်ကဲ့ဆက်ကြည့်ကြရအောင် Give a full sentence answer to each question below အောက်မှာပေးထားတဲ့မေးခွန်းသေးသေးကိုပြပြဆုံးဆုံးဖြေပေးပါတဲ့ Number 1 Why was Bagan named as a UNESCO heritage site ဘကန်ကိုဘာကြောင့်မို့ ကမ္ဘာယဉ်ကျေးမှုအမွေနဲ့အဖြစ်ဇင်းတွန်းခဲ့ရတာလဲတဲ့အဲ့တော့ဘာကြောင့်မို့လဲဆိုရင်ပကံကကျွန်တော်တို့သူ့မှာ2500ကျော်ရှင်ဟောင်းဖျားစီတွေရှိတာရဲ့အဲ့ပြီးရင်တကယ်ဖျားကျောင်း300တဲမှာရှိတဲ့ mural နိုင်ငံဆေးရေးပကြီတွေပေါ့နော်အဲ့ဒါတွေကို corpus of painting south asia ရှေ့တောင်အရှာက corpus of painting တကယ်နိုင်ငံဆေးရေးပကြီတွေအစုလိုက်ပြုံလိုက်တွေ့ကြရအောင်မို့တဲ့သူ့ကို unesco heritage site ဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ် ဲ့တော့အဖြေက Bagan was named as a UNESCO heritage site as it has more than 2500 old pagodas and the mural inside over 300 temples in the site ဖြစ်ပါတယ်။ဟုတ်ကဲ့နံပါတ်2 Give a description of the Golden Rock Pagoda or JTU ရွှေကြောက်တုံးစီဒီတော့မဟုတ် JTU ကိုတ JTU ရဲ့ description ဖော်ပြချက်ကလေးပေးပါတဲ့အဲ Golden Rock Pagoda ဆိုတာဘယ်လိုဟာလဲလို့ပြောချင်တာဖြစ်ပါတယ်။အဲ့တော့ Golden Rock Pagoda or JTU ကဘယ်လိုဟာလဲဆိုရင် Sitting atop a hill boulder, they appear as if it were about to fall off the edge of a cliff. It's also a major tourist attraction. They now got a material in the The golden robber Gouda or Tetio sits atop a hill boulder, they appear as if it were about to fall off the edge of a cliff. Number three. What are the most popular tourist destinations in the Philippines? Philippines, uh, most popular tourist destination. တကယ်လူကျိတ်အများဆုံးကမ္ဘာလက်ခီးသွွားတွေလည်းပတ်တဲ့နေရာတွေကဘာတွေလဲတဲ့အဲ့တော့ဖိလစ်ပိုင်မှာလူကျိတ်အများဆုံးနေရာတွေကတော့ beaches high tide towns and monuments mountain rainforest island တွေဖြစ်ပါတယ်ဟုတ်ကဲ့ဖြီက the most popular tourist destination in the philippines are its beaches heritage towns and monuments mountains rainforests and islands ဖြစ်ပါတယ် next why is boracay island famous ဘာကြောင့်မို့ boracay island က ကြော်ကြတာလဲတဲ့ထင်ရှားတာလဲတဲ့ Boracay Island ကဘာကြောင့်မို့ထင်ရှားတာလဲဆိုရင်သူက a long stretch of powdery white sand beach clear waters and stunning sunsets တွေကြောင့်မို့ကျွန်တော်တို့ဒီ unit sorry commercial A မှာလုပ်ခဲ့တယ်လို့ပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့အဖြေက Boracay Island is famous for a long stretch of powdery white sand beach clear waters and stunning sunsets ဖြစ်ပါတယ် number 5 why is the sea aquaria in singapore one of the biggest draw of sentosa island singapore မှာရှိတဲ့ sea ငါးပြားတိုက်ဟာဆိုရင်တဲ့ဒီ sentosa island ရဲ့အကြီးမားဆုံးဆွဲဆောင်မှုတစ်ခုဘာကြောင့်မဖြစ်နေတာလဲတဲ့အဲ့တော့ဒီ singapore aquaria မှာ sea aquaria မှာဆိုရင်800ကျော်ပေါင်း9မျိုးစိတ်ပေါင်း sorry ပင်လယ်နေတဲ့ဝါမျိုးစိတ်ပေါင်း800ကျော်ကိုပြတ်တားထားတယ်တဲ့တော့ဘာလဲဆိုတော့ဒီ mantaray ဆို shark ဆို sea jelly effect တွေ habitats ပေါ့နော်ဟုတ်ကဲ့ဒီတိုင်းပဲဖြေရပါမယ် အဲ့တော့ the sea aquarium in singapore is one of the biggest draw of sentosa island because it features 800 species of marine life including manta rays sharks sea jellies and a variety of habitats ဖြစ်ပါတယ်ဟုတ်ကဲ့ says what is special about the flower dome in gardens by the bay garden by the bay မှာရှိတဲ့ flower dome ကဘာကထူးခြားတာလဲတဲ့ဒါကျွန်တော် unified မှာလည်းဒီမေခွန်းပုံစံပါတယ်ပေါ့နော်အဲ့တော့ flower dome ကဘာကြောင့်မိုးထူးခြားလဲဆိုရင်သူကတကယ့် the largest greenhouse in the world ဖြစ်လို့ပါပြီးရင် ဒီတက်ကြီးငါးတိုက်ကအပင်အမျိုးမျိုးထုဆက်တဲ့အပင်အမျိုးမျိုးကိုဥယျာဉ်ကိုကူမှာပြတ်တက်ထားတာကြောင့်မို့ပါတဲ့အဲ့တော့အဖြေကဒီတိုင်းပါပဲ The Flower Dome in Garden Garden Bay is special because နဲ့ပဲဖြေပေးပါတယ်ကျွန်တော်တို့ special about လို့စစ်ဖြေရင်အတုံးလုံးနဲ့အဆင်မပြေလို့ပေါ့နော်ဟုတ်ကဲ့ number 7 Where did Thai art, architecture, and language originate? Thai, Yinjimu, Nubinya, Thai, architecture, Bidugari, language ပါရစကားတွေကဘယ်နေရာကနေမြှပြခံခဲ့တာလဲတဲ့သူကတော့ထိုင်းနိုင်ငံရဲ့ပထမဦးဆုံးနိုင်ငံဖြစ်တဲ့စကူထိုင်းကနေမြှပြခံခဲ့တာပေါ့နော် and the first capital of science the sukhu thai လို့ဖြစ်ရမှာပါဟုတ်ကဲ့အဖြေက Thai or architecture in language originated in the first capital of science the sukhu thai kingdom ဖြစ်ပါတယ် number 8 who usually visit sampanpo the grand canyon of thailand ထိုင်းနိုင်ငံရဲ့ AM 6ကြီးလို့နာမည်ပေးထားတဲ့ Sampan Bob ကိုဘသူတွေလာလဲပတ်လေရှိတယ်လေတဲ့ Sampan Bob ကိုလာလဲပတ်တဲ့လူတွေက Lovers or Traveler Avenger ခီးသွားခြင်းနဲ့စွန့်စားမှုကိုကြိုက်တဲ့လူတွေပေါ့အဲ့တော့အဖြေကခုနကမှဖြစ်ထဲလေဦးမယ် Lovers of Nature and Avenger usually visits Sampanbok the Grand Canyon of Thailand ဖြစ်ပါတယ်ဟုတ်ကဲ့နံပါတ်9 what makes a wonderful scenic spot of vienna vienna နိုင်ငံရဲ့ wonderful scenic spot တကယ်အံ့ပွေရာလပ်ပလာတော့ရှုခင်းနေရာတွေကိုတဲ့ဘာတွေကဖန်တီးပေးထားတာလဲတဲ့အဲ့တော့ဗီနာနိုင်ငံမှာရှိတဲ့လပ်ပတဲ့ရှုခင်းနေရာတွေကိုဘာတွေကဖန်တီးပေးထားတာလဲဆိုတော့ a great number of lakes rivers stream waterfalls and grottoes ဖြစ်ပါတယ်အဲ့တော့အဖြေက a great number of lakes rivers streams waterfalls and grottoes make up one of the scenic spots of vietnam and why should visitors to vietnam visit hanoi first ဖြစ်နေကိုလာလဲပတ်သက်သူတွေကဟနွိုင်းမြို့ကိုပထမဆုံးဘာကြောင့်မလဲပတ်သက်လာလဲတဲ့ ူကဘာကြောင့်လဲဆိုတော့သူကဘာကြောင့်လဲဆိုတော့အဲ့ဒီမှာ cultural minimum တွေက state existing တရှိနေစေဖြစ်လို့ပြီးရင်ဒီမြို့ဟာဆိုရင် the place where many museum theater exhibition halls national libraries and scientific libraries are concentrated တကယ်ကျွန်တော်တို့မြောက်မြောက်မြလာဆိုတော့ပြတိုက်တွေ theater တွေပြခန်းတွေအမျိုးသားစာကြည့်တိုက်ပြီးရင်သိပ္ပံစာကြည့်တိုက်တွေကိုတစုတစည်းတည်းတွေ့ရလို့သူ့ကိုပထမအဦးဆုံးလေ့လာတင်တာပေါ့နော် Okay, to go and then modify the video map here, right? Visitor to Vietnam should visit Hanoi first because there are many cultural monuments still existing. Stay here, Mawa, Knawa, Jano, Idelubame. Still existing there, Jano, in Hanoi, Ma, Jano, there, Lubang, like there. And it is also a place where many museums, theater, exhibition halls, national libraries, and scientific libraries are concentrated. Okay, next choose a place you will, would like to visit most from the five countries ဒီငါးနိုင်ငံတည်းကားတဲ့မင်းအလဲပတ်အသွားကျင်ဆုံးနေရာတစ်ခုကိုရွေးချယ်ပါတဲ့ get reason for your choice မင်းရွေးချယ်မှုတွေ get reason okay. my simple answer a place i would like to visit most from the five continents sorry from the five countries is Sampanbok in Thailand ထိုင်းနိုင်ငံက Sampanbok ပါ because i want to go windsurfing and scuba diving ဟုတ်ကဲ့ assembly okay, လို့မျိုးလဲမှာတယ်ဆက်သွားကြရအောင် assembly vocabulary adjective to describe places နေရာများကိုဖော်ပြတော့ adjective များ match each adjective in column A when is mini and column B column B မှာရှိတဲ့သူ့ရဲ့အဓိပ္ပာယ်တွေနဲ့ column A မှာရှိတဲ့ adjective တွေကိုတွဲပြပါရတယ်ဟုတ်ကဲ့ column A မှာ archaeological classical cultural elegant exotic unique marvelous prime primitive pristine လို့ပေးထားတယ်။ဟုတ်ကဲ့ archaeological ဆိုတော့ရှေးဟောင်းသုတေသနနဲ့ဆိုင်တော့ပေါ့နော်။အဲ့တော့ archaeological ကကျွန်တော်တစ်ခါရတွေ့တော့ပြောပါမယ်။ involving or relating to archaeology ဖြစ်ပါတယ်။ဒီရှေးဟောင်းသုတေသနနဲ့ဆက်ဆက်နေတော့ပေါ့။အဲ့ two က classical classical ကြတော့ tradition is fine တကယ်ယူတကယ်ရှေးဟောင်းယူရကဏ္ဍဝင်ပေါ့နော်ကဏ္ဍဝင်မှာ cultural cultural ကတော့ related to the helpers အလေးထားတွေ tradition ရိုးရာတွေ beliefs ယုံကြည်မှုတွေ of society လူဖွဲ့စည်းတစ်ခုရဲ့ယုံကြည်မှုတွေရိုးရာတွေအလေးထားတွေနဲ့ဆက်စပ်နေတော့ဒါက culture ယဉ်ကျေးမှုလို့ခေါ်ပါတယ်တဲ့ Number 4က elegant elegant ကတော့ graceful and attractive ဖြစ်တည်ရှိပြီးတော့မှဆက်ဆောင်မှုရှိတာကို elegant လို့ပြောပါတယ်တဲ့ exotic exotic ကတော့ unusual ပြဿနာပြီးတော့ interesting စိတ်ဝင်စားဖို့ရကောင်းတာ especially because of coming from a far country တိုင်းတစ်ပါးကတော့ တိုင်းကြပြည်သားကလာလို့ထူဆန်းပြီးတော့မှစိတ်ဝင်စားဖို့ရကောင်းတော့အိတ်စောတစ်ပေါ့တဲ့နောက်တစ်ခုက unique unique ကတော့ခဏခဏပါနေတာ being or likely to be noticed especially as being uncommon ဟို being uncommon ဆိုတာတွေ့ရမြင်ရနည်းလို့နော်တကယ့်ကိုထူးထူးခြားခြားဟိုထူးခြားနေတာပေါ့ဗျာဒါက unique ဖြစ်ပါတယ်နောက်တစ်ခုက marvelous marvelous ကတော့ extraordinary တကယ့်ကိုအမှန်မဟုတ်ဘဲနဲ့ထူးထူးခြားခြားကြီးဖြစ်နေတာ super အရန်ကို ထူခြားတာအဲ့ဇလက်အရင်ကောင်းတာပေါ့နော် marvelous wonderful ပါပဲ primitive sorry prime prime ကြတော့ of the highest quality of value တမိုးရှိဆုံးတကယ်အည်တွေးအမြင့်ဆုံးဖြစ်တာကို prime ပါတဲ့အဓိကလို့လည်းပြောလို့ရတာပေါ့နော်နောက်တစ်ခုက primitive က being the first of the earliest of of the kind in existence being the first ပထမဦးဆုံးဖြစ်တာ or earliest တကယ်အစောပိုင်းနေတွေကပထမဦးဆုံးဖြစ်ခြင်း of the kind in existence တည်ရှိနေတဲ့အမျိုးအစားတွေကမှပထမဦးဆုံးဖြစ်တာ primitive ဆိုတာရှေးဟူရှေးဦးပေါ့နော်ဟုတ်ကဲ့နောက်ကွာ pristine pristine ဆိုတာကတော့ not spoil မပြည့်စည်သေးတော့ corrupted corrupted ဆိုတာကဒီမဖြစ်စည်သေးတော့ပေါ့နော် corrupted apolitic မညစ်ညမ်းသေးတော့သဘောအတိုင်းတည်ရှိနေတော့ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့သူ့ကိုတွဲလိုက်မယ်ဆိုရင် e2f 3a 4g 5a 6i 7b hj 9 9e 10d sorry 9c 10d ဖြစ်ပါတယ်ဟုတ်ကဲ့ကျန်ရှိနေတာလေးကိုစစ်သွားကြရအောင် complete the sentences with the adjectives and exercise a exercise a မှာပေးထားတဲ့ adjective တွေနဲ့တဲ့ဖြည့်ပေးပါတဲ့အဲ့တော့ကျွန်တော် covid slide ကိုဆက်မသွားတော့ဘူးကျွန်တော်ဒီမှာ cycle လေးဝက်ပြီးတော့မှကျွန်တော်ယူလာပေးတယ်ပေါ့နော်အဲ့ဒါကိုဒီဆဲလုံးထည့်ပေးရမှာပါဟုတ်ကဲ့1 blah 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 a change is a way of strengthening ties between countries တိုင်းပြည်တွေကြားထဲမှာတဲ့ way of trinity times times ဆိုတော့ဒီနေရာမှာနိုင်ငံချင်းချင်းချစ်ကြည်ရင်းနှီးမှုကိုပြောချင်တာပေါ့နော် way of trinity times ဆိုတာတိုက်ပြီးချင်းချင်းတိုက်ပြီးနှစ်ခုကြားဒီ strength ဆိုတာကအားကောင်းသွားအောင် the times ချစ်ကြည်ရင်းမှုအားကောင်းသွားအောင်လုပ်တဲ့နည်းလမ်းတစ်ခုပါတဲ့ blah 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 အချင်းပါတဲ့အဲ့တော့ဘာအချင်းဖြစ်မလဲကျွန်တော် exotic လည်းဖြစ်နိုင်တော့ classical လည်းလုံးဖြစ်နိုင်ဖြစ်နေတာရှိတော့ cultural ဖြစ်နိုင်တယ်။ elegant လည်းဖြစ်နိုင်ဘူး။ archaeological ရှေးဟောင်းသူတတော်နဲ့ဆိုင်တာဆိုမဖြစ်နိုင်ဘူး။ unique unique အချင်းလဲလုံးဖြစ်နိုင်မှု marvelous prime primitive pristine ဖြစ်နေတာတကူတော့ cultural ပေါ့နော်ယဉ်ကျေးမှုတွေဖလှယ်တာပေါ့အချင်းဆိုတာအဲ့တော့ cultural ပါဟုတ်ကဲ့နံပါတ်2 my dream is to travel to all kinds of blah 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 far away places all over the world ကျွန်တော်ရဲ့အိမ်မက်ကအဲ့ all kinds of blah 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 far away ဆိုတာ far away places ဆိုတာဟိုးဝေးတနေရာကနေရာတွေ all over the world ကဘာတလုံးကဟိုးဝေးကနေရာတွေမျိုးစုံကိုလေပတ်ဖို့ကကျွန်တော်ရဲ့အိမ်မက်ပဲတဲ့ အဲ့တော့ all kinds of ဘာဖြစ်မလဲအဲ့တော့တိုင်းတပါးတာကလာလို့ထူဆန်းနေတော့စိတ်ဝင်စားဖွယ်ရအောင်တော့ဆိုတာကတခုပဲရှိတယ် exotic ပေါ့ exotic ဟုတ်နံပါတ်3 the blood men use tools and weapons made of stone bones ကျွန်တော်တို့အယိုးတွေအယိုးတွေဒီကြောက်တုံးတွေနဲ့ပြုတ်လုထားတဲ့လက်နက်တွေကရိယာတစားပါတွေကိုတဲ့ collab man တွေကတုံးခဲ့တာတဲ့ဒါကတော့ရှေ့ကျတဲ့လူတွေဆိုတော့ primitive ဖြစ်ပါတယ် ဟုတ်ကဲ့ဟန်လင်း a village near ချေဘူရှေဘူမြို့နားမှာရှိတဲ့ဟန်လင်းဆိုတဲ့ရွာတရားဟာ is famous for it blah 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 size ဟန်လင်းကတော့ရှေဟောင်းသူတရနာနဲ့ဆိုင်တာဖြစ်တဲ့အတွက် archaeological ဖြစ်ပါတယ် archaeological နောက်တစ်ခုက in some remote parts of our country remote parts ဆိုတာကရောက်ဝေးဒေသတွေကိုပြောတာကျွန်တော်တိုက်ပြည်ရဲ့ရောက်ဝေးဒေသတွေမှာတဲ့ we still have ရှိနေသေးပဲ blah 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 forest that are live in their natural condition တဘွားအခြေအနေတိုင်းရှိနေသေးတဲ့ကွက်လက်တဲ့တော်တွေရှိနေသေးပဲတဲ့ဗတ်တော်တွေဖြစ်မလဲကျွန်တော်တိတ်ဆဲကအတိုင်း yes pristine forest တကယ်ကိုအဲတဘွားအတိုင်းမပြစ်မစည်းပဲကြန့်ရှိနေရတော့ forest တွေပေါ့ next both the interior and exterior of the temple interior ဆိုအတွင်းပိုင်းကိုပြောတာ exterior ဆိုအပြင်ပိုင်းဒီ temple ဖះเจ้าရဲ့အတွင်းဘေးရောအပြင်ဘေးရောနှစ်ခုလုံးဟာတဲ့ဟို blah 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 in graceful จิตတည်လဲရှိတယ်ဘာလဲဖြစ်မလဲ yes ဘာပဲဖြစ်မလဲ elegant ပေါ့စိတ်တည်လေးရှိရယ်အဲ graceful elegant and graceful ဖြစ်မှာပေါ့ဟုတ်ကဲ့ elegant ပေါ့ each of the national races in Myanmar မြန်မာပြည်မှာရှိတဲ့ဒီအမျိုးသားတကယ် races လူမျိုးတစ်ခုချင်းစီမှာတဲ့ has ရှိတယ် is blah 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 culture and tradition blah blah culture and tradition ရှိတယ်တဲ့ဘာရှိမလဲဟုတ်ကဲ့ unique ပေါ့အတူညီတဲ့ရင်ကျင်းမှုတွေရိုးရိုးရထုံးစံတွေရှိတယ် unique မြန်မာ dance in its blah 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 forms require a great deal of symmetry and balance symmetry ဆိုတာခောက်ချိုးညီတာကျွန်တော်တို့ဟန်ချစ်ညီတာပြောတာပေါ့နော် a great deal of symmetry and balance ဆိုတာကျွန်တော်တို့မြန်မာရိုးရာအကဟာတဲ့ကုလပုံစံရိုးရာအကဟာတကယ်အများများလာဆိုတော့ဟန်ချစ်ညီမှုတွေလိုအပ်တယ်တဲ့ဖြစ်နေတာတခုလည်းရှိတော့တယ် classic ပဲဖြစ်တယ်ကျွန်တော်တို့ကနဝယ်အကပုံစံပေါ့နော် ဟုတ်ကဲ့နံပါတ်9 our trip to endoji lake was really marvelous ပါပဲကျွန်တော်ဖြစ်နိုင်တော့ဘူး we all enjoying ourselves marvelous ခုပဲရှိတော့တယ် the blah 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 export of myanmar include precious gem ကျွန်တော်မြန်မာနိုင်ငံရဲ့ blah 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 export အဓိကပြပပုံကတော့ precious gem တမိုးကြီးတဲ့တမိုးရတနာတွေတဲ့ prime ဖြစ်ပါတယ်ဟုတ်ကဲ့ဆက်ပြီးမဲလို့မျှော်လင့်ပါတယ်ဆက်ပြီးဒီနေ့ကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးပေးပါဗီဒီယိုလေးကိုဆုံးတိကြည့်ပေးလို့ကျေးဇူးတင်ပါတယ် နောက်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြအောင်ပါအပတ်မကြည့်ရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြဖို့တောင်းဆိုပါရစေ bye bye